ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ရူပါကသူ့ရဲ့တငယ်ချင်းစုမျက်နေတူသူ့ခန်းရဲ့လာသားဆောင်မှာလက်ဖိတ်ရတောင်းရင်နေထိုင်နေပါတည်းတငယ်ချင်းငါတော့အိမ်ထောင်ဖက်ကမ်းလန်းခန့်ထားရပြီငါအိမ်ထောင်ကြီးကလူကြီးတွေစီစဉ်ထားတာနင်ချစ်တဲ့သူကလည်း တခြားနေရာမှာလူကြီးတွေစီစဉ်ထားတဲ့ဆက်ဆံရေးရှိနေတယ်။အခုနေပါလို့မလဲ။ပြီးတော့အဲ့ဒီလူတွေကချစ်ချင်းမြတ်တာနဲ့အိမ်တော်ပြူတော်ဆန့်ကျင်နေမလား။ဘလို့ပဲဖြစ်ဖြစ်ကို့အမေရွေးချယ်ပေးတဲ့ရခမကိုရန်ရွေးချယ်တဲ့ရခမထက်ပိုကောင်းတယ်။နင်လည်းနေ့အိမ်ကစီစဉ်ထားတဲ့အိမ်တော်ပြူလို့ရတယ်လေ။အိုက်ခါကြလဲအဲ့ဒီလျှောက်ပေါ့ဟာ။ဒီချိန်မှာယူပရဲ့အမေဒေါ်ကြီးပြားလျှောက်လာပြီ။အိမ်တော်ဖက်ကမိဘတွေရွေးချယ်တဲ့သူလည်းဖြစ်နိုင်တယ်လို့ကိုရန်ရွေးချယ်တဲ့သူလည်းဖြစ်နိုင်တယ်။ ။ဘာပဲဖြစ်ဖြစ်ယောက်ခမဆိုတာယောက်ခမပဲ။သမီးတို့သာသူ့စကားနားထောင်မယ်ဆိုရင် သမီးတို့ရဲ့နားလည်မှုနဲ့ချစ်ခြင်းမြတ်တာအမြင်ပြီး तू ကသမီးတို့လက်ခံလာပြီးတော့မိပါတွေရွေးချယ်ပေးတဲ့ယောက်ခမမိသားစုထက်ပိုကောင်းလာနိုင်တယ်။ဒေါ်ကြီးပြလေးယူပါလို့တငယ်ချင်းနှစ်ယောက်ကိုနားလည်အောင်ရှင်းပြပါရစေ။ဒီလိုနဲ့အချင်းတွေကုံလုံသွားပြီးတော့ကိုပြည့်ကသူ့အမိကိုဆန့်ကျင်ပြီးစုမျက်နဲ့လက်ထပ်ခဲ့ပါရစေ။ဒီတစ်ချိန်တည်းမှာပဲယူပါကလည်းသူ့မိစီစဉ်ထားတဲ့အိမ်တောင်နဲ့လက်ထပ်ခဲ့ပါရယ် ရောက်ကမာတွေလည်းအင်ပြင်ဘက်မှာရှင်းပြီးသူတို့ချွေးမာတွေကိုကျူစုံနေကြပါတည်းလာပါချွေးမာလေးကျူဆိုပါတယ်ဒီနေ့ငါသားချစ်ချင်းမြတ်တာနဲ့အိမ်အောင်ပြုတဲ့မိမတယောက်ကအိမ်ကိုစီမံခန့်ခွဲနိုင်မှာမဟုတ်ဘူးဒါမှမဟုတ်ကလေးတွေကိုကောင်းကောင်းမွန်မွန်ပြုစုပြုထောင်ပေးနိုင်မှာမဟုတ်ဘူးဆိုတာတတ်သိပြခဲ့ပြီးနင်းမြင်လားစနိုးငါသားနင်းသားလို့ချစ်ချင်းမြတ်တာနဲ့အိမ်အောင်ပြုတာမဟုတ်ပဲငါစီစဉ်ထားတဲ့အိမ်အောင်နဲ့လက်ထပ်ခဲ့တာနင်းတို့ညောင်လုံးကြားရမလား ဒီနေ့နှင်းချက်ကဒီလိုစကားတွေပြောဖို့တတ်တိရှိလာပြီဒါတွေအလုံးနှင်းကြောင်ဖြစ်တာငါမျက်နာပြအောင်လှုပ်တဲ့ချိန်မှာဒေါသထွက်နေတဲ့ဒေါစနိုးကအိမ်ထဲဝင်သွားပြီးဒေါနှင်းချက်ကတော့သူ့ချိန်မှာကိုကျူစုံနေပါတယ်ရဲနေငယ်ကြာပြီးနောက်မှာတော့မိဖို့ကြောင့်နေမှာဒေါနှင်းချက်ကပြောခဲ့ပါတယ်ချိန်မှာလေဒီနေ့ငတ်ဆုတ်မို့အမေဇေးကနေဝဲလာတယ်ဒီနေ့နေ့ရပထမဆုံးမိဖို့ကြောင့်မှာမိုဟင်းကိုချက်ရမယ်အဲ့ဒါငါအကြိုက်ဆုံးဟင်းမယ်ငါတို့အိမ်မှာဘယ်သူမှမိုမကြိုက်ဘူး ဒါပေမဲ့ तू ကငါအမိန်ရွေးပေးတဲ့ရောက်ခမပဲအခုငါသူ့ကိုကယူဆိုင်ရတော့မယ်ကိစ္စမရှိပါလေယူကျူကနေကြည့်ပြီးချက်လိုက်မယ်တဖက်မှာတော့အေကွန်ငယ်နဲ့မှာစိုးရင်တကြီးထိုင်နေတဲ့စုမြက်ကသူ့ခင်မုန်းကိုမင်းနေပါလေယောက်ျားအမေကကျမပါစကားမှမပြောအမြဲတမ်းတောသားထွက်နေရပဲအမေပါကြိုက်တက်လဲဆိုတာပြောပြအောင်လေကျမရဲ့ပထမဆုံးမိဘကြောင့်မှအဲ့ဒါပဲချက်မယ်အမေကပလာတာနဲ့စိတ်သားအလုံးဟင်းကြိုက်တယ်အဲ့ဒါပဲချက်ပါအမေပြောလိုက်မယ် တငယ်ချင်းနှစ်ဦးလုံးသူတို့ရောက်ခမတွေကိုပျော်ရွှင်စေဖို့အတွက်သူတို့အကြိုက်ဆုံးစားစရာတွေချက်ပြုတ်ခါကျွေးမွေးကြပါတယ်။ချွေးမလေးနင့်မိသားစွာနင့်ကိုတီယိုမပုတ်ခင်အရာရောက်တင်မေးခဲ့တာပဲ။နင်တော်တော်ကောင်းကောင်းချက်နိုင်တယ်။အခုဘေးအိမ်ဟာဟိုစနိုးမစီသွားပြီးတော့ငါချွေးမဘလောက်ရင်ကျေးတိမ်မွေးရဲဆိုတာပြောပြရအောင်မယ်။အမေစားရတာဘလို့လဲရင် तू ကတော်တော်ကောင်းကောင်းချက်နိုင်တာပဲ။အရာရာတိုင်းပြည့်စုံတယ်။ဒါပေမဲ့ငါချီးကျူးလို့မဖြစ်ဘူး။ဟဲ့ နင်မိသားစုဝင်တွေကဒီလိုပဲပြီးပြီးရောပို့လိုက်တာလားနင်တို့အိမ်မှာရောဒီလိုပဲအစားအသောက်တွေပြင်ဆင်တာလားငါပစက်ရတာအခုတော့ပြတ်သွားပြီအမေကျမချက်တဲ့စိတ်သားအလိုဟင်းကိုလူတိုင်းကြိုက်ကြတယ်ကျမစားအစာအမွှေးကြံအစုံအရာရာတိုင်းကိုပြည့်ပြည့်စုံစုံထည့်ထားတာပါပြီးတော့အမေစားကောင်းအောင် ကျမပါလုပ်ပေးရမလဲအမေကတွင်းပြက်နေတာထက်နေချစ်ချင်းမြတ်တာနဲ့အိမ်တော်ပြုတ်တဲ့မိန်းကလေးတွေကဒီလိုပဲနင်တို့ချက်ပြုတ်တတ်တာလည်းမဟုတ်ဘူးရောက်ခမအိမ်ကိုစီမံခန့်ခွဲတတ်တာလည်းမဟုတ်ဘူးဘေးအိမ်ကနှင်းချစ်ကိုကြည့်အောင် သူနဲ့ရွယ်တော့ကငှမောင်နဲ့ခိုးပြေးခဲ့ပြီဒီနေ့ကျတော့သူ့တောင်းကိုစီစဉ်ထားတဲ့အိမ်ထောင်နဲ့လက်ထပ်ပေးပြီးငှောက်လာကြွားနေရလေအမေစားရတာကောင်းပါရဲ့အေးပေါ့မင်းကတော့မိမိမချက်တောင်သေချာပေါက်ကြိုက်မှာပေါ့အဲ့လိုပြောပြီးတော့ဒေါ်စနိုးလည်းအပြင်ကိုထွက်သွားပြီးဒေါ်နှင်းချက်တယောက်သူ့အိမ်ကိုလာနေတာကိုမြင်လိုက်ရပါတဲ့ဟဲစနိုးအပြင်မှာစုံတာကောင်းတာပေါ့နင့်သားချက်ချင်းမြတ်တာနဲ့အိမ်တော်ပြုတ်ပြီးချွေးမခေါ်လာတာဆိုတော့သူကောင်းကောင်းချက်တတ်တယ်မလား ငါချွေးမတော့လေနင်စိတ်ကူးတော့မရင်နိုင်လောက်အောင်အန်အောဆရာကောင်းတဲ့အစားစာတွေချက်ပေးတယ်တိလားဟွန်းသူ့တောင်းကိုစီစဉ်ထားတဲ့အိမ်ထောင်နဲ့လက်ထပ်ပေးနိုင်ညာပဲလာကြွားနေတယ်ငါလည်းငါသားနဲ့ချွေးမမြ мян လေးကွာရှင်းပြက်စဲခိုင်းပြီးတော့အဲ့ဒီကိစ္စပြီးမှငါကြိုက်တဲ့ချွေးမကိုခေါ်လာရမယ်ဒေါ်နှင်းချင်းရဲ့လှောင်ပြောင်တဲ့နေကိုကြားရတော့ဒေါ်စနိုလေးမျက်နှာမေ့ကအဲ့ဒီနေရာကနေထွက်သွားခဲ့ပါတည်းတဖက်မှာတော့စုမြတ်တို့တငယ်ချင်းနှစ်ဦးစလုံးသူတို့ရဲ့အေကုန်းကန်းနေမှာထိုင်ပြီးဖုန်းခေါ်ကြပါတယ်ရှူပါ နင့်အမေရွေးပေးတဲ့ရောက်ခမနဲ့နင်ပြက်တနာရှိလားနင့်ရောက်ခမသူ့ခေတော်ကထပ်ပြေးပြီးချစ်ချင်းမြတ်တာနဲ့အိမ်တော်ပြုတ်ခဲ့တယ်ဆိုတာနင်သိလားဟုတ်တယ်စုမြတ်ငါသိတယ်ငါရောက်ခမအရင်ကောင်းတယ်တော်တော်ကောင်းတာပါကောင်းပါတယ်ဟာငါတော့လေငါရောက်ခမရဲ့ဒေါသဘတော်မှကုံမဲမသိဘူးဘယ်တော့များမှကုံမဲမသိဘူးအမေပြောတာမှန်တယ်အမေရွေးပေးတဲ့ရောက်ခမအရင်ကောင်းတယ်နင့်အမေကသာသူ့စိတ်ကြိုက်ရွေးပေးထားတဲ့ရောက်ခမရှိခဲ့ရင်ဒီနေ့နဲ့လည်းဒီလောက်ဒုက္ခရောက်မှာမဟုတ်ဘူး တငယ်ချင်းနှစ်ဦးစလုံးစကားပြောပြီးဖုန်းချလိုက်ကြပါတော့တယ်။ဒီလိုနဲ့အချင်းတွေကုန်လွန်သွားပြီးတငယ်ချင်းနှစ်ဦးလုံးကသူတို့မိဘအိမ်ကိုရဲနှင်းငယ်ကြသွားခဲ့ပါတယ်။အမေ၊ကျမတို့သွားပြီးညနေကျတော့ပြန်လာခဲ့မယ်နော်။နင်ဆုံးဖြတ်ပြီးသားဆိုရင်ငါ့ဘာလာပြောနေသေးရလဲ။နင်တသက်လုံးနင်မိဘအိမ်မှာပဲနေသင့်တယ်။ပြီးတော့နင်ထွက်သွားတော့မယ်ဆိုရင်ပြန်မလာခဲ့နဲ့။မိန်ကလေးဆိုတာပဝါလေးခြုံထားပြီးတော့ရခမအိမ်မှာပဲထိုင်နေသင့်တယ်လို့ငါသိထားတာ။အမေကကျွန်တော်မိမအောင်မကြိုက်ဘူးဆိုတာသိပါတယ်။ ဒါမဲ့အနည်းဆုံးတော့ကျွန်တော်ရှိမှသူ့ကိုလေးစားပါအောင်ဒီမိန်ကလေးကငါသားကိုငါစီကနေခေါ်သွားပြီပဲနင့်အမေရဲ့ဝေဒနာနင်မမြင်ဘူးလားဒီမိန်ကလေးကြောင့်ငါဘလို့အသက်ရှူကြက်ပြီးနေရတယ်ဆိုတာကိုလေအမေအမေကအယံကောင်းပါတယ်ကျမတခါမိဘအိမ်သွားဖို့အမေကိုပြောဖူးတာနဲ့အမေကကျမကိုလွှတ်ပေးတယ်ဟုတ်တယ်ချွေးမဘာလို့လဲဆိုတော့ငါပွွင့်ပွင့်လင်းလင်းရှိတယ်ငါတခြားသူတွေလိုချွေးမကိုထိန်ချုပ်ဖို့ကြိုးစားတဲ့သူမဟုတ်ဘူးတာမင်းလက်ယူပါနဲ့တူတူသွားတဲ့နဲ့ ကောင်းပါပြီအမေကျွန်တော်အလုပ်လေးရှိပေမဲ့အမေပြောတာကြောင့်သွားပါမယ်ဒီလိုနဲ့ပျော်ရွှင်နေတဲ့ယူပါကမိခင်အင်ကိုပြန်ရောက်လာပြီးစိတ်ဆင်းရဲပြီးဝမ်းနည်းနေတဲ့စုမြတ်ကလည်းသူ့မိခင်အင်ကိုရောက်လာခဲ့ပါတယ်ငငယ်ချင်းနှစ်ဦးစလုံးတယောက်အင်တယောက်သွားပြီးတော့တွေ့ကြတော့တာပေါ့ကွယ်နင်ပြောတာမှန်တယ်ယူပါငါချစ်ချင်းမြတ်တာနဲ့အိမ်တော်မပြုတ်သင့်အောင်ငါစိတ်ကြိုက်ရခမငါ့ကိုမကြိုက်ဘူးသမီးရဲ့ဒီလိုစိတ်သက်မကြပါနဲ့ကြည့်ပါအောင်ကွယ် တနေ့ကျရင်နင်းစိတ်ကြရောက်ခမနင်းကိုရမ်းချက်လာလိမ့်မယ်။ဒါအတွက်တော့နင်းကျူးကျူးဆဆနဲ့ညံရှိရှိစူးစမ်းရလိမ့်မယ်။ဒေါ်ကြီးပြားကစုမြက်ကိုရာရာတိုင်းကိုထပ်ပြီးရှင်းပြလိုက်တော့စုမြက်ရဲ့စိတ်ဓာတ်တွေပြန်တက်လာခဲ့ပါတယ်။ဒါပေမဲ့ဒေါ်စနိုးကတော့သူ့သားကိုစုမြက်နဲ့ကွာရှင်းဖို့တစ်ချိန်လုံးတီးတူးပြုံးနေခဲ့ပါတယ်။ဒီလိုနဲ့အချိန်တွေကုန်လွန်သွားပြီးတနေ့မှတော့ဒေါ်စနိုးရဲ့မိဒေါ်နှင်းချစ်ရဲ့ရောက်ခမကြီးဒေါ်မိုးတိန်တီအောင်ရောကနေရောက်လာခဲ့ပါတယ်။အခုအဖွားလေးရောက်လာပြီ။ ဒါပေမဲ့နစ်မိမ့်မဘာအလုံးမှမလုပ်ဘူးအခုဒီအသက်ရွယ်မှာငါအိမ်ကိုဘလောက်စီမံခန့်ခွဲနိုင်မှာလဲငါစိတ်ကြိုက်မိန်းကလေးနဲ့သာလက်ထပ်ခဲ့မယ်ဆိုရင်ဒီနေ့ဒီလိုနေ့ကိုငါတို့ကြုံရမှာမဟုတ်ဘူးအိမ်တအိမ်လုံးလည်းရှုပ်ပွားနေတယ်ဒါပေမဲ့သူကအိမ်အလုပ်တွေကိုအလိုက်တသိမလုပ်ဘူးလေအမေကျွန်တော်စုမြန်အကြောင်းကိုကောင်းကောင်းသိတယ်သူအိမ်အလုပ်မလုပ်ဘူးဆိုတာမဖြစ်နိုင်ဘူးကိုပြည့်ကသူ့အမေစကားကိုနားမထောင်ဘဲရုံးကိုထွက်သွားခဲ့ပါတည်းတော်မိုးချိန်ကလည်းသူတို့ဖြစ်နေတာတွေကိုတွေ့ခဲ့ပါတည်း မကြခင်ပါဘီဒေါ်စနုကသူ့ခင်းထဲမှာ6နောက်တီနားလို့နှိမ့်နေခဲ့ပါတယ်။တောင်ကွန်မြင်းတို့စုမြက်ကဒုံမိုးတိန်နဲ့အတူအဲ့ဒီကိုရောက်လာခဲ့ပါတယ်။အမေအမေအစ်စ်တွေနာကျင်နေတယ်ဆိုတာကျမသိရယ်။အမေကကျမဘာမှမပြောပေမဲ့ဒီနေ့တော့အမေစကားကိုကျမလုံးဝနားမထောင်တော့ဘူး။ဟဲ့နင်ငါအမေရှေ့မှာရောက်ခမောက်ဟန်ဆောင်ချစ်ပြတာရက်လိုက်ပါတော့။ညီအမေကပြောင်းလဲမှာမဟုတ်ဘူးမြေးချွေးမရေ။အရင်တော့ကသူကချစ်ချင်းမြတ်တာနဲ့အိမ်တော်ပြုတ်ခဲ့တဲ့သူ့မောင်မနာလို့ခဲ့တာလေ။ အခုသူ့သားချစ်ချင်းမြတ်တာနဲ့အိမ်တော်ပြုတော့မြေချွေးမလေးကိုစိတ်ဆိုးနေပြန်တာကံကောင်းတဲ့လူပဲဒီလိုချွေးမမျိုးရတာနော်မစ္စနိုဒေါ်မုတ်တိန်ကရှင်းပြတော့ဒေါ်စနုတစ်ယောက်ကမျက်နှာမေးသွားခဲ့ပါတည်းပြန်နေငယ်ကြပြီးနောက်မှာတော့စုမြတ်ကအင်ကိုကောင်းကောင်းမွန်မွန်စီမံခန့်ခွဲနိုင်ပြီးသူ့ယောက်ကမှထပ်ပုံမစူးစောင်းနိုင်ခဲ့ပါတည်းအမေကျမဒီလာမှာဂျုံမုံရဲ့ဆန်ရဲ့တစ်ကြပိုးခေါက်ပကံစည်းဆက်ပြား အဝိရှော်ဆက်ပြနဲ့အိမ်သုံးပစ္စည်းတွေဝယ်ရတာတောင် စုစုပေါင်းငွေတသိန်းလောက်စုဆောင်းနိုင်တယ်အမေသိန်းထားလိုက်နော်ညီချွေးမစီကနေတင်ယူပေါင်းအေးအမေတို့ကညီကိုတည်တည်ချာချာသင်မေးခဲ့တယ်ဒါပေမဲ့ဒီနေ့ချိန်ထိညီချွေးမဈေးဖို့ချွေတာပြီးစုဆောင်းနိုင်တဲ့ပတ်စံညီမစုဆောင်းနိုင်ခဲ့ဘူးညီချွေးမလေအဖွာအရန်ကုံယူတယ်အဖွာမြေးလေးခေါ်လာတဲ့ချွေးမလောက်ညံကောင်းတဲ့ချွေးမအောင်ညီရောက်ခမတော်ခေါ်လာနိုင်မှာမဟုတ်ဘူး ။ဒါရီအားလုံးကိုမြင်ပြီးတဲ့နောက်မှာတော့ဒေါစနိုလိန်သူ့ချွေးမရဲ့ကောင်းကွက်တွေကိုတတိပြုမိလာခဲ့ပါတယ်။သူ့ချွေးမကနေတိုင်းအင်အလုပ်တွေအားလုံးလုပ်ပြီးသူ့ကိုဂရုစိုက်ပေးခဲ့ပါတယ်။ဒီလိုနဲ့သူ့စိတ်လေးတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။ဒါပေမဲ့သူကဘသူ့ကိုမှဘာမှမပြောဘဲနေခဲ့ပါတယ်။ရန်နေငယ်ကြာပြီးနောက်မှာတော့ဒုံမိုးတိန်တယောက်ကဒေါ်နှင်းချေအင်ကိုရောက်လာပြီးအေကန်းနဲ့မှထိုင်နေခဲ့ပါတည်း။မိနှင်းချေညီသားရဲ့မင်္ဂလာပွဲကိုအမေမလာနိုင်ခဲ့ဘူး။ ရွာမှာအလုပ်တွေဘလောက်များလဲညီလဲသိတာပဲ။ဒါနဲ့ညီချွေးမယူပါဘမလဲ။ဩချွေးမလေးကအမြဲတမ်းအလုပ်များနေတာ။သူအခုလည်းအလုပ်တစ်ခုခုလုပ်နေမှာပဲ။အမေကြည့်အောင်အခုအရာရာတိုင်းကိုအွန်လိုင်းကနေဝယ်လို့ရနေပြီ။ offline ထက်နည်းနည်းတော့ပိုပြီးတော့ကုန်ကြတယ်။ဒါပေမဲ့အခုကျမတို့ကအပြင်ထွက်ဖို့မလိုတော့ဘူးလေ။ကျမရိတ်ခါအားလုံးမှာထားပြီးတော့ကျန်တဲ့ပတ်စံနဲ့အဖွားအတွက်စာရီလဲမှာထားပြီးပြီ။အခုအဖွားရွာကိုပြန်သွားရင် သူ့မြေရဲ့စနီးလျာသူ့ဥစားရီလက်ဆောင်ပေးခဲ့တယ်ဆိုတာလူတိုင်းကိုဂုဏ်ယူစွာနဲ့ပြောပြနိုင်ပြီလေအမေကျမချွေးမောင်ကြည့်ပါအောင်အကုန်တောင်းစီတယ်မလားညီချွေးမအားလုံးကောင်းတဲ့ချွေးမလေးဒါပေမဲ့ညီချွေးမအရင်အေးပေးတယ်လို့ညီမထင်ဘူးလားဟမ်သူကစီစဉ်ထားတဲ့အိမ်ထောင်နဲ့ရောက်လာတာနဲ့သူ့ပတ်စံတွေကိုစိတ်ကြက်လေလွင့်တုံးတဲ့နယ်လို့ဆိုလိုတာလားစိတ်မဆိုးပါနဲ့မြေးချွေးမလေးယူပါဒါပေမဲ့ညီတငယ်ချင်းစီကနေတင်ယူပါအောင်ညီကညီအမေရွေးပေးတဲ့ရောက်ခမောက်ရထားတယ် ဒါပေမဲ့ညီကအပြင်းထုပြီးအိမ်ထဲကနေပဲဈေးဝယ်နေတယ်။ကိုရံရွေးချယ်တဲ့ရက်ခမရှိတဲ့သူဟာသူ့ရက်ခမရဲ့နှလုံးသားဘလို့တင်ပိုက်ဖို့ကြိုးစားလဲဆိုတာညီတငယ်ချင်းသွားမကြည့်အောင်ဟုတ်တယ်ချွေးမလေးချစ်ချင်းမြတ်တာနဲ့အိမ်တော်ပြုတ်ပြီးနောက်အိမ်ကိုဘလို့စီမံခန့်ခွဲခဲ့လဲဆိုတာအမေတကားမှမပြောပြဘူး။အမေရောင်မရဲ့လောင်ပြောင်တန်တွေသီးခံပြီးအမေရက်ခမရဲ့နှလုံးသားကိုတင်ပိုက်နိုင်ခဲ့တယ်။အမေအရင်ကရုန်းကန်ခဲ့ရတာ။တော်မိုးတင်ရဲ့စကားတွေကိုကြားပြီးတော့ဒေါ်နှင်းချင်မျက်လုံးတွေကအတိတ်ကိုသတိရပြီး မှုန်ရီသွားခဲ့ပါတယ်။သူကသူ့ချွေးမရဲ့အလေးလွင့်သုံးဆွေးမှုကြောင့်နည်းနည်းစိတ်ဆိုးပေမဲ့လည်းဘာမှမပြောခင်ရှာပါဘူး။သူ့ယောက်ခမကြီးဟာသူ့ကိုပြောလိုက်တော့သူလည်းရှက်ရွံသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲနှစ်ရက်ကြာပြီးနောက်မှာတော့ဒေါ်မိုးတိန်ကရောမပြန်ခင်မိသားစုဝင်တွေအားလုံးကိုစူးစီးပြီးချွေးမနှစ်ယောက်လုံးကိုမှားခဲ့ပါတယ်။အမေနှစ်ရက်ကြာရင်ရွာကိုပြန်တော့မယ်။ဒါပေမဲ့မကြခင်မှာပြန်လာမှာပါ။မစ္စနိုညီကိုညီချွေးမမကြိုက်သေးဘူးဆိုရင်ညီကိုအိမ်ထဲကနေမောင်းထုတ်ပြစ်မယ်။ မိနင်းချင်းညီချွေးမလေးကလည်းကောင်းမင်မအရန်ဖြုံးတီးတယ်သူ့ကိုစရိတ်ချွေတာဖို့နည်းနည်းတော့သိမဲစမ်းမဟုတ်ရင်နင့်နားတွေကိုလည်းငါလိန်ဆွဲရလိမ့်မယ်သိလားအမေကျမစီကနေပါပြက်တနာမှမရှိစေရအောင်ဘာလို့လဲဆိုတော့ကျမချွေးမဘလောက်ကောင်းပြီးညံကောင်းလဲဆိုတာကျမနားလည်သွားပြီပြီးတော့အခုကျမနှင်းချင်းနဲ့လည်းပါပြက်တနာမှမရှိတော့ပါဘူးအမေဒီလိုနဲ့ပဲဒေါ်စနိုးတယောက်သူ့ချွေးမကိုလက်ခံယုံသားမကသူ့ရောင်းမနေလေအဆင်ပြေသွားခဲ့ပါတည်း ယူပါနဲ့စုမြတ်တို့တငယ်ချင်းနှစ်ယောက်လည်းခေါင်းမိုးတက်ကိုသွားပြီးတယောက်နဲ့တယောက်စကားပြောခဲ့ကြပါတယ်။နင့်အမေပြောတာမှန်တယ်။ယောက်ခမဆိုတာယောက်ခမပဲ။နင့်အမေရွေးချယ်တဲ့သူပဲဖြစ်ဖြစ်ကိုရံရွေးချယ်တဲ့သူပဲဖြစ်ဖြစ်အဖွာငါတို့ယောက်ခမနှစ်ယောက်လုံးပြုတ်ပြင်ပေးခဲ့တာတော်ပါသေးတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။